အားလုံးမင်္ဂလာပါ So all in one channel မှာကြိုဆိုလိုက်ပါရယ်ရှန်ကုံမြို့ဗဟန်မြို့နယ်မှာရှိရဲ့ငားရကြီးဖရာကိုတွားရောက်ဖူးမြော်မှာပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူတွားရောက်ဖူးမြော်ကြရအောင်ခင်ဗျာ ါကတော့ဇောင်းတန်းရဲ့စင်းကြံတစ်လျှောက်ပါခင်ဗျလှေကားလေးတွေကပြပြလေးနဲ့နေနေလေးဖြစ်တဲ့အတွက်တက်ရတာလေမောခြင်းပန်းခြင်းလည်းလုံးဝမရှိဘူးတက်ကြီးရွယ်ဦးတွေတက်မယ်ဆိုရင်လည်းအဆင်ပြေတယ်မောပန်းလို့နားကျင်နေဆိုရင်လည်းလှေကားပြီးတစ်ပတ်တစ်ချက်မှထိုင်ကုန်လေးဖြစ်အောင်လုပ်ပေးထားရတဲ့အတွက်တော်တော်လေးအဆင်ပြေပါခင်ဗျ ောင်းတန်းရဲ့ဘေးတစ်ဖက်တစ်ချက်မှာတော့ဘုံကြီးကြောင်းတွေတည်ရှိပါရဲ့ခင်ဗျာခုမြင်တွေ့နေရတာတော့ဘုံကြီးကြောင်းတစ်ခုကိုတွားတဲ့ဈင်းကြံလမ်းလေးခင်ဗျာ ခုမြင်တွေ့နေရတာတော့ဖုံချောင်းဝင်းတစ်ခုထဲမှာရှိရဲ့ပိန်းနေပင်ဖြစ်ပါရဲ့ခင်ဗျာပိန်းနေပင်ဟာဆိုရင်တော်တော်လေးကိုမျိုးကောင်းတဲ့ပုံပါပဲအသီးတွေမှာပြွတ်သိမ့်နေအောင်တည်ရခင်ဗျာအောက်ဆုံးကအတွေ့အကြုံမှာဆိုလို့ရှိရင်ပိန်းနေဒီပေါင်းအလုံး50လောက်ရှိမှာခင်ဗျာ ီလိုမျိုးတပင်ရှိရင်အကြိုက်စားပဲဒီလိုမျိုးပြုတ်တိတ်တီးနေရလဲကျွန်တော်တခါမှမမြင်ဘူးပါခင်ဗျတီးနေရတော့တော်တော်လေးကိုအားရဖို့ကောင်းပါတယ်တပင်ဆိုဆိုတဲ့လောက်ကိုအတီးရ ရာနဲ့ချီပြီးတော့ပြတ်တိမ်နေအောင်တည်နေရမှာခုမြင်တွေ့နေရတာတော့ငါတဲ့ကြီးဆရာတော်ပြာကြီးတည်င်းတုံးနဲ့ចောင်းဆောင်ပဲဖြစ်ပါရဲ့ခင်ဗျာ ဒါကတော့ဘုရားပေါ်တက်လို့ရှိရင်တယုတ်ပြက်အဝယ်စားတွေမဝတ်ဖို့အတွက်တားမြစ်ထားရင်ဆိုင်ဖို့ပါဖျားပေါ်ရောက်ခံပြီးမဟုတ်ဘူးတခုပါခင်ဗျ ချောင်းနဲ့တခြားရှောက်လာပြီးလို့မောနေပြီဆိုလို့ရှိရင်အစင်တက်တောက်လာအောင်အမောပြေးတောက်ရီဥစဉ်တွေတည်ထားပြီးပါရခင်ဗျာ။ ုဖူးမြင်တွေ့နေရတာတော့မာတက်ကြီးမြတ်စွာဘုရားခင်ကိုအမျက်ကြီးပဲဖြစ်ပါတယ်။မာတက်ကြီးဘုရားကထိုင်တော်မူဘုရားဖြစ်တယ်။တော်တော်လေးလည်းကြီးပါရဲ့ခင်ဗျ။ညနေတော့လေအလုံးပဲကြည်ညိုတက်ပဲပေါ်ရဖြစ်ပါတယ် ရရဲ့နောက်ခံပလင်ကလည်းကျောင်းနဲ့ပြုတ်လောက်ထားဖြစ်ပါတယ်။လက်ရလည်းအလွန်မြောက်ပါတယ်။ကျောင်းပလင်ရဆိုရင်လေတကယ်အကြီးပါ။ရမတိတ်စိတ်အေးချမ်းပြီးတော့ ဖရာစာကျွတ်မယ်တရားထိုင်မယ်ဆိုရင်အတော်လေးအာရုံရမှာပါခင်ဗျာခုဖူးမြော်ရမှာတော့မြတ်စွာဘုရားသင်္ဆဝကိ၅ပါးကို တရားဥဒ္ဓမစัจ जा ဟောနေတဲ့ရုပ်ထုတွေဖြစ်ပါတယ်ခင်ဗျာဒါကတော့မြတ်စွာဘုရားတောရဲ့မြင်ပေါ်မှာ6နှစ်ကြာဒုက္ခရစရိယာကျင့်နေတဲ့ပုံတော်ပဲဖြစ်ပါတယ်ခင်ဗျာ ီဘက်ချင်းကတော့ဖယားလောင်းတိတ်တတမင်းသားဟိုနာတိယဟန်ဆိုတဲ့နမိတ်ကြီးလေးပါကိုတွေ့မြင်တဲ့တရုပ်ဖို့ပုံမှန်ဖြစ်ပါရဲ့ခင်ဗျာကိုမြင်တွေ့နေရတာတော့ ဖရာရဲ့ခြေတော်ရာပုံစံဖြစ်ပါ၏ခမညဒါကတော့ငါလက်ကြီးဖရာရဲ့ ကပီးကြောက်စားနိုင်မယ်ဖြစ်ပါရဲ့ခင်ဗျာဒီပြည်လည်းမှာလည်းဖရာစင်တူတော်တွေကိုအခုတိုင်းပဲဖူးမြော်ရမှာဖြစ်ပါရဲ့ခင်ဗျာ ြတ်စွာဘုရားယဟန္တာငါးပါးနဲ့ကောင်းကင်ခရီးရနေဇန်နဲ့ကြွလာတဲ့ပုံတော့ဖြစ်ပါတယ်ဒီဘက်ကတော့အောင်ချင်းရှိပါတယ်ကနင်တော်ပဏ္ဏတနဂါမင်းကိုဆုံးမတော်မူတဲ့တယုတ်ဖို့ပုံပဲဖြစ်ပါတယ်ခင်ဗျာ ဒါကတော့ကျုံးပလင်ရဲ့အောက်ဖက်အချမ်းအကပဲဖြစ်ပါရဲ့ခင်ဗျာဖရားရဲ့အနောက်ဖက်ချမ်းမှာလည်းအခုလိုပဲဖူးမြော်ရမှာဖြစ်ပါရဲ့ခင်ဗျာ ုမြင်တွေ့နေရတာတော့ငါတက်ကြီးဖရာရဲ့ဒါရကကြီးဘူပိုးအောင်ရဲ့ပုံပဲဖြစ်ပါရဲ့ခင်ဗျာ။ ဒါတော့အလှထားတဲ့အယူကြီးပါခင်ဗျ။ ဒီရုပ်ကြီးနောက်ဖက်မှာတော့မှန်ချက်ကြီးရရှိရခေါင်းလောင်းကြီးရရှိခင်ဗျ ရားရတော့ဒိညာနေပဲကြည်ကြည်ဘုံမြော်မောရမယ်ရောအလုံးကိုပဲတက်ပယ်လာပါရဲ့ခင်ဗျာ။ ်ခုတွေ့မြင်ရမှာတော့အတိတ်တန်စူတောင်းပြေဖရားပဲဖြစ်ပါရဲ့ခင်ဗျာအထင်မှာတော့ဖရားစင်တူတော်ပုံကြီးအများကြီးရှိပါရဲ့ခင်ဗျာ မိတ်ဆွေတို့လည်းရန်ကုန်မြို့ကိုအလဲတစ်ခါရောက်ရှိခဲ့မယ်ဆိုရင်ရန်ကုန်မြို့မန်းမြို့နယ်မှာရှိတဲ့ငါတက်ကြီးဖရာကိုကိုရိုင်းကိုကြလာရောက်ဖူးမြော်ကြဖို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ် နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။